မင်္ဂလာပါရှင် Free Farming YouTube Channel ကနေပြန်လည်ကြိုဆိုပါရစေ။ဒီစဉ်နေ့တိုင်းမှာပရိသတ်တွေအတော့ကျမရေးနဲ့ပတ်သက်တဲ့ဘဝတုဒ္ဒရာဝယ်အကြောင်းအရာတွေကိုနေ့စဉ်တင်ဆက်ပေးနေပါတယ်။ဒီကနေ့မှာတော့ပရိသတ်တွေအတော့ရှာအယောင်ကပြောတဲ့တင်းရဲ့ကျမရေးအခြေအနေတွေကိုပြောပြပေးသွားချင်ပါသေးရှင်။ဒီကနေ့ရဲ့ပြောပြမှုမစခင်မှာကျမတို့ Channel ကို Like and Subscribe လုပ်ပေးဖို့လည်းတောင်းဆိုချင်ပါသေးတယ်။ကျမရေးနဲ့ပတ်သက်တဲ့ဘဝတုဒ္ဒရာဝယ်အကြောင်းအရာတွေတင်နိုင်သိရှိစေနိုင်ဖို့ ဘေးနားမှာမြင်တွေ့ရတဲ့ notification ခေါင်းလောင်းကိုနှိပ်ထားပေးပါရှင်။ရှာဟာအယိုးမရှိပဲကြွက်သားတွေနဲ့ပဲဖွဲ့စည်းထားတဲ့အင်္ဂါဖြစ်ပါသည်။ရှာဟာစားတောက်တွေကိုအရသာခံမှုစကားပြောဖို့အတွက်အရန်အရေးပါတယ်အင်္ဂါအစိတ်အပိုင်းဖြစ်ပြီးအစားတောက်တွေကိုဝါးရမြို့ချရမှာလေအထောက်အကူပြုပါသည်။ဒါအပြင်ရှာရဲ့အယောင်ပုံစံနဲ့အနေအထားကိုကြည့်ပြီးတော့ခန္ဓာကိုယ်ရင်းမှာဘာတွေဖြစ်နေလဲဆိုတာကိုသဲလုံစကောက်နိုင်ပါသေးတယ်။ဒါကြောင့် ကျမတို့နေမကောင်းလို့စီကံသွားပြတဲ့အခါမှာတချို့ဆရာဝန်ကြီးတွေကရှာထုတ်ပြခိုင်းလို့ရှိပါတယ်။ပါဇက်ဟရှာထုတ်ပြီးအားလို့အော်ခိုင်းတာကတော့ရှာရဲ့နောက်မှာရှိတဲ့အာသီးရောင်မရောင်ကိုကြည်တာပါ။ကျမတို့ရဲ့ပုံမှန်ရှာအယောင်ဟာပန်းနုရောင်ဖြစ်ပြီးရှာအပေါ်မှာအဖုအသေးလေးတွေများစွာရှိပါတယ်။အဲဒီအဖုအသေးလေးတွေဟာအရသာခံဖုလေးတွေဖြစ်ပါတယ်။တကယ်လို့ပန်းနုရောင်မဟုတ်ဖိတခြားအယောင်တွေဖြစ်နေရင်တော့ဗီတာမင်ဓာတ်တစ်ခုခုချို့တဲတာ။ကျမရဲ့ပြဿနာတစ်ခုခုဖြစ်တာ။ ကတွင်ယောဂတစ်ခုခု ဖြစ်နေတာစသဖြင့်ဖြစ်နိုင်ခြေရှိပါသည်။ရှားအယောင်တွေပေါ်မူတည်ပြီးဖြစ်နိုင်တဲ့အခြေအနေတွေကိုသိသလောက်လေးပြောပြပေးသွားချင်ပါသည်။နံပါတ်၁ရှားအယောင်ဖြူခြင်းရှားအယောင်ဟာဖြူပြော့နေတယ်ဆိုရင်ရေဒခန်းချောက်တာလည်းဖြစ်နိုင်တယ်လို့မခယူဆွဲကန်နေတာလည်းဖြစ်နိုင်ပါသည်။မခယူဟာမှုယောဂတစ်ခုဖြစ်ပြီးဘယ်သူမှမဆိုဘဲအသက်အရွယ်မဆိုဖြစ်နိုင်ပေမဲ့အသက်6လအောက်ကလေးငယ်တွေမှာပိုပြီးတော့လေအဖြစ်များတတ်ပါရီဒါအပြင်ကတွင်ထဲမှာရှိတဲ့ ဆဲတွေပွားများမှုများလာတဲ့အခြေအနေမှာဆိုရင်လေရှာအယောင်ဟာဖြူဖြော့နေတတ်ပါ ರಿ အဲ့ဒီအယောင်တွေဟာလည်းဓာတ်မတည့်တဲ့အခြေအနေမျိုးတွေမှာဖြစ်တတ်ပြီးဆေးလိပ်တောက်တဲ့သူတွေမှာပို့ပြီးတော့လည်းဖြစ်နိုင်ခြင်းရှိပါ ರಿ နံပါတ်2ကတော့ရှာအယောင်နေခြင်းမှာရှာအယောင်ဟာနေရနေတယ်ဆိုရင်တော့ရှာရဲ့အရသာကံဖူးတွေရှောင်ရမ်းနေတာဖြစ်ပြီးဗီတာမင် B12 နဲ့ folic acid ဓာတ်တွေချို့တဲ့နေတာကြောင့်ဖြစ်နိုင်ပါ ರಿ ဒါအပြင် scarlet fever နဲ့ ကာဝါဇာကီယောဂါရီဖြစ်တဲ့အခါမှာဆိုရင်လေရှာဟာစတော်ဘယ်ရီသီးမေလို့နေရန်ရောင်ရမ်းနေတတ်ပါရီနံပါတ်3ရှာအယောင်ဝါချင်းတောင်းနေကရင်တန်ရှင်းမှုအားနေခြင်းဈေးလိတ်တောက်ခြင်းတချို့ဆေးတွေတောက်ခြင်းတွေကရှာဝါချင်းကိုဖြစ်စေနိုင်ပါရီဒါပေမဲ့တခါတရံမှာရှာဝါရာဟာအသည်းနဲ့အစာအိမ်လမ်းကြောင်းဆိုင်ရာယောဂါတစ်ခုခုအစပြိုးနေတာလည်းဖြစ်နိုင်ပါရီတောင်းနေကရင်တန်ရှင်းမှုဂယုတစိုက်လုပ်ပြီးဈေးလိတ်ဖြတ်လို့မှုရှာအယောင်ဝါရာမရော့တောင်းရင်တော့စေကံ ြသကြည့်ဖို့လိုအပ်ပါ रे နောက်တစ်ချက်ပြောပြမှာတော့ရှားအယောင်ပြခြင်းမှာရှားအယောင်ပြတာဟာသွေးထဲမှာအောက်ဆီဂျင်ဓာတ်ယောနေနေတာကြောင့်ဖြစ်နိုင်ပြီးနှလုံးအလုတ်ကောင်းမလုံနိုင်တာဒါမှမဟုတ်အဆုတ်ကောင်းကောင်းအလုတ်မလုံနိုင်တာတွေကြောင့်ဖြစ်နိုင်ပါ रे နံပါတ်၅ရှားအယောင်ညိုခြင်းကော်ဖီအများကြီးတောက်တာဆေးလိပ်တောက်တာတွေကြောင့်ရှားအယောင်ညိုခြင်းကိုဖြစ်စေနိုင်ပါ रे ဒါပေမဲ့အချိန်ကြာသည့်တိုင်ညိုတာရောမသွားပဲတောက်လျှောက်ရှားအယောင်ညိုနေတဲ့ဆိုရင်တော့ကင်ဆာယောဂအရေးပြားကင်ဆာ ကရင်ကင်ဆာရီရဲ့ရှည်ပြေးလက္ခဏာဖြစ်နိုင်လို့စေကံပြဖို့လိုအပ်ပါရင်နံပါတ်6ကတော့ရှာမဲခြင်းရှာဝါသလိုပဲရှာမဲတာဟာသွားနေကရင်တန့်ရှင်းမှုအားနည်းရာမှတဆင့်ရှာရဲ့မျက်နှာပြင်ပေါ်မှာဖက်တီရီယာပိုးတွေစူးစီးပွားများလာခြင်းကြောင့်ဖြစ်ပါရင်ဖက်တီရီယာပိုးအမျိုးအစားပေါ်မှတည်ပြီးအဝါနဲ့အမဲအောင်ဖြစ်တာဖြစ်ပါရင်ဒါအပြင်စီဂျိုယောဂရှိတဲ့သူတွေ ပိုးသေးသေးတွေတောက်နေရတဲ့သူတွေကင်ဆာဆီးသွင်းကုသမှုခံယူနေတဲ့သူတွေမှလည်းရှာအယောင်ဟာအမဲယောင်ဖြစ်နေတတ်ပါပြီ။နောက်ဆုံးပြောပြချင်တာကတော့ရှာအယောင်ကောင်းစေဖို့အခုပြောမယ့်အချက်တွေကိုလိုက်နာကြဖို့လေအကြံပေးချင်ပါသေးတယ်။ဒီအချက်တွေကတော့အစာစားပြီးတိုင်းပလုတ်ချင်းမှာတနေ့ကိုအနည်းဆုံးနှစ်ကြိမ်သွားတိုက်ပေးပါ။သွားတိုက်တဲ့အခါမှာရှာကိုလည်းသဘောတန်နဲ့တိချတိုက်ပေးပါ၊ဆေးလေးဖြတ်ပါ၊ရှည်များများတောက်ပါ အသားငါဟင်းသီးဟင်းရွက်စုံလင်မျှတအောင်စားဖို့အကြံပြုပေးရင်းနဲ့ပဲဒီကနေ့တင်ဆက်မှုကနေနှုတ်ဆက်ချင်ပါတယ်ရှင်ကြီးစုသူပရိသတ်များအားလုံးကိုလည်းကျေးဇူးတင်ပါတယ်ရှင်